မင်္ဂလာပါကျမတို့ GFOC page မှာမနေ့ကတင်ပေးထားတဲ့ JD Science မိကွန်လေးရဲ့အဖြစ်ဘယ်လိုမျိုးအဖြစ်ရှာမလဲဆိုတာကိုဒီနေ့ရှင်းလင်းချက်နဲ့အတူတင်ပေးထားတာဖြစ်တယ်အဲ့တော့မိကွန်ကိုအရင်ဖတ်ကြည့်ရအောင် Moving objects such as automobiles have kinetic energy KE which is measured in joules This energy can be calculated using the following formula k equal to half mv square. A person drives an automobile with a mass of 450 kilograms at a velocity of 26 meters per second. The driver accelerates to a velocity of 30 meters per second. The difference in the automobile's kinetic energy between the two velocities is blank joules. You may use the calculator. အဲ့တော့ဒါက calculator သုံးပြီးတော့တွက်လို့ရတယ်ပြန်ပုံဖြစ်တယ် ဒီမှာဆိုရင်မိကုံးလေးကမပြောလည်းထားလဲဆိုတော့ရွေရှားနေတဲ့အရာဝတ္ထု such as motor car လိုမျိုးရွေရှားနေတဲ့အရာဝတ္ထုမှာတဲ့ kinetic energy ရှိတယ်။သူ့ကိုတော့ joules နဲ့တိုင်တယ်။တနည်းအားဖြင့်သူ့ရဲ့ unit တွေ joule this energy can be calculated using the following formula အဲ့တော့အဲ့ဒီ kinetic energy ကိုတိုင်အဲတွက်ဖို့အတွက် formula ပေးထားတယ် k = half mv square အဲ့တော့ဒီလူကပထမတော့ကဒီ26 meter per second အလှယ်နဲ့ velocity နဲ့မောင်းနေကတ်ထူကတော့450 kg နောက်တော့သူကတစ်စက္ကန့်ကို30 meter တရားဖြင့်30 meters per second velocity နဲ့အဲ့တော့ velocity ကိုရောက်ဖို့အတွက်အချိန်ကိုမြင်လိုက်တယ်ဒါဆိုရင်မေးထားတာက the difference in the automobiles kinetic energy အဲ့ဒီ motor ကားမှာအရွေးစွမ်းအင်ခြားနာခြင်း kinetic energy ခြားနာခြင်းဘယ်လောက်ရှိမလဲတဲ့ between the two velocity two velocities အဲ့ဒီအဲ့ဒီ velocity နှစ်ခုကြားထဲမှာအရွေးစွမ်းအင်ခြားနာခြင်းဘယ်လောက်ရှိမလဲအဲ့တော့ဆင်မောပုံစံနည်းလေးပြထားတယ်ဒီမှာ direct to ကလည်း m ပြထားတယ် plus တွေလည်းပေးထားတယ်ဆိုရင်ပုံစံလေးကိုအသုံးပြုပြီးတော့တွေ့ရုံပဲဖြစ်တယ်အဲ့တော့ဒီမိကွန်းပုံစံကတော့ fill in the blank ပုံစံဖြစ်တယ်တွေ့ပြီးတဲ့အခါမှာအဖြေကို key ပုံနဲ့စာရိုက်ပြီးတော့ထည့်ရမယ်အဲ့တော့ခတိုင်းတွေ့နေကြမိကွန်းတွေဖြစ်တဲ့ multiple choice နဲ့ဘာကွာလဲဆိုလို့ရှိရင် multiple choice မိကွန်းကနည်းနည်းလေးအာအဆင်ပြေနိုင်တဲ့အချက်ကပါလဲဆိုရင်ကိုကမတော်တဆ မှားသွားတာရှိရင်အဖြေရွေးတဲ့အခါမှာကို့အဖြေပါမလားဘူး။ဒါဆိုရင်ပြန်ပြီးတော့စစ်ဆေးလို့ရတယ်။ဥပမာ unit ပြောင်းစရာလိုသလားကြည့်ရမယ်။ဒါယူပါဗီရပုံစံတွေဒီ science ပုံစံတွေ science ဘေးကွန်းတွေမှာဆိုလို့ရှိရင်ဒီ unit ကအရေးကြီးတယ်။တော့ဒီမှာတော့ unit ကိုတတိထားရမယ်။ unit ပြောင်းစရာတော့မပါဘူးပေါ့။အဲ့တော့ unit ပြောင်းရမယ့်ဟာမပြောင်းမိဘဲနဲ့တွက်မိမယ်ဆိုလို့ရှိရင်ဒီမှာရွေးစရာအဖြေမှာအကြိမ်မပါခဲ့ရင်ကိုကပြန်စစ်ဆေးလို့ရတယ်။ fail နဲ့ blank ကြတော့ကိုဖြေ ကိုပါပြီးတော့တွေ့မိတယ်တိုးတော့မှားတဲ့အတိုင်းပဲဒီမှာဖြည့်လိုက်တဲ့အတွက်ဒါအထူးတတိထားရမယ်ဒါကြောင့်ဒီတွတ်တော့မယ်ဆိုရင် unit တွေတူသလားတစ်ခုနဲ့တစ်ခုတူသလားဒါကိုလည်းစစ်ဆေးဖို့လိုတယ်အဲ့တော့ဒီမှာကျွန်တော်တို့ kinetic energy နှစ်ခုခြာနာခြင်းဒါကိုရှာမယ်ရှာမယ်ဆိုတော့သူပေးထားတဲ့ပုံသေးနည်းအရွေးစွမ်းအ KE equal to half mv square ကိုသုံးပါမယ် အဲ့တော့ဒီမှာက KE ရနှစ်ခုရှိတော့ဒါကို KE1 M1 V1 ဆိုပြီးပေးလိုက်ပဲတကယ်တကယ်စာမေးပွဲမှာဆိုလို့ရှိရင်တော့ဒီလိုမျိုးအသေးစိတ်ချတွေ့စရာမလိုဘူးကယ်ကူလေတာနဲ့တွက်လိုက်ရုံပဲအဲ့တော့ဒီမှာကတော့ចောင်းသားចောင်းသူတွေမြင်သာအောင်လို့ပြပြမှာဖြစ်တယ်အဲ့တော့စာမေးပွဲမှာအကျမ်းစာပဲပေးထားတယ်ဆိုလည်းအကျမ်းပေါ်မှာဒီလိုကြီးချတွေ့စရာမလိုဘူးကယ်ကူလေတာအသုံးပြုဖို့ပေးထားမှာဖြစ်တဲ့အတွက်ကယ်ကူလေတာကိုပြပြီးတော့ဒီ2ဘာပေါ်မှာကယ်ကူလေတာပေးထားတာကိုယူယူပြီးတဲ့အခါမှာ နှိပ်လိုက်ရုံပဲအဲ့တော့ဒီနေရာမှာ mask က450 velocity ကကြာတော့ပထမ first velocity က26 in မူလပထမဦးဆုံးစမောင်းတာက26 into 26တော့ calculator သုံးလို့ရတဲ့အတွက်ဆရာမတို့ calculator မှာနှိပ်လိုက်မယ်တမောလည်းဒီမှာကျင်းလိုက်လို့လည်းရပါတယ်အဲ့တော့ဒီမှာကြည့်ရအောင် เนาะ calculator 3มีตั้วไล่มั้ยสู้ยินบลาอย่ามั้ยสู้တော့1 5 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 unit ကဂျူဖြစ်တယ်အဲ့တော့ဒုတိယ accelerate လုပ်လိုက်တာပေါ့အချိန်မြင့်လိုက်တဲ့အခါမှာ ဖြစ်လာမယ့်အရွေးစွမ်းအင် KE kinetic energy ကလည်းအာဒီပုံစံဒီတိုင်းနဲ့သွားမယ် half mv square ဒီတိုင်းပဲသွားတယ်အဲ့တော့အဲဒါကတော့မြင်သာအောင်ပြပေးတာဖြစ်တယ်အဲကိုကကိုတက်လို့ရှိရင်ကယ်ကူလေတာမှာနှိပ်လိုက်ရုံပဲဖြစ်တယ်အဲဒါဆိုရင်ဟာ m ကတော့ဒီမော်တော်ကားရဲ့အတွက်သူကမပြောင်းလဲဒီအတွက်သူပဲ150အာဒုတိယအချိန်ဘလောက်အဲ sorry အလင်ဘလောက်ကိုမြင်လိုက်တာလဲဆိုတော့အဲ30 သူအရှိန်မြင့်တင်လိုက်တာအလင်ဘလော့ကို velocity block ကိုရောက်သွားလဲဆိုတော့တစ်စက္ကန့်မှာ30မီတာတော့အဲ့တော့ v square ဖြစ်တဲ့အတွက်30 into 30အဲ့မှာကျင်းလိုက်လေရတယ်သူဘုံဒီတိုင်းပဲမြောက်ပြီးတော့မှဒီမှာနည်းနည်းစားလိုက်ဒီဆရာမတို့ကယ်ကူလေတာတွေ့ကြည့်နည်းတွေ့ကြည့်ရအောင်ဆိုတော့ block ရလဲဆိုရင်202 500အဲ့တော့ ဒါကအရှိန်မြင့်ပြီးတဲ့အခါမှာဖြစ်လာတဲ့ဒီလိုဆိုရင် the difference in the automobile's kinetic energy ဒီ kinetic energy နှစ်ခုရဲ့ခြားနာချက်ခြားနာချက်ဆိုတော့ဆရာမတို့ကနှုတ်ပြီးမယ်အဲကယ်ကူလေတာမှာနှုတ်လိုက်ရုံမှာပဲ202 500 500 minus well, sorry 152 100 အဲကယ်ကူလေတာမှာတခါနဲ့နှုတ်နှုတ်လိုက်မယ်ဆိုလို့ရှိရင်အဖြေကဘယ်လောက်ရလဲပြကြည့်ရအောင် by 0 0000ကျိုးရပါတယ်အဲ့ဒါကိုမှဆီယမားတို့ကနေပြီးတော့ဒီပေးထားတဲ့ quantum မှာပေးနေ blank ပုံစံဖြစ်တဲ့အတဲ့ပေးထားတဲ့ quantum မှာ keyboard ကိုသုံးပြီးတော့စာရိုက်ပြီးတော့ ခန်းတွေကိုရိုက်ပြီးတော့ထည့်ရမှာဖြစ်တယ်ဘာ0 0 0 2ဒါဆိုရင်ဒီဖြည့်ကိုတွေ့ပြီးသားဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲနောက်ရက်ဒီမှာလည်းအမိကုန်းတွေကိုဆက်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ဝင်ရောက်ကြည့်ရှုလေ့လာဖြည့်ဆို့လို့ရပါတယ်အားလုံးကျမ်းမာပေးခင်ကြပါစေ